အခုမရဏနိုင်ငံမှာမီးလျံဝင်တာကိုခံနေရမှာဖြစ်တယ်။ဖေအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဘာစတာရာမနေပြီးတော့ပိုးရမင်းကြီးဖရန်စစ်ခါဒီဒေခါနေမနောင်တမရဘူးဆိုရင်ငရဲကြမယ်လို့သူပြောတဲ့အပိုင်းပေါ့နော်သူတုံးတတ်တဲ့ဘိုင်းရဲ့ဘာကြောင့်လဲဆိုတဲ့ပထမပိုင်းမှာကျွန်တော်တို့ကတခါရှင်းပြပြီးအခုဒီနေ့ကကြတော့ဘာကြောင့်ဘယ်အကြောင်းအရာတွေကြောင့်ထပ်ပြီးတော့ဒီဘာစတာရာမအနေနဲ့ပိုးရမင်းကြီးဖရန်စစ်ခါ ငရဲကြမလဲเนาะနောက်သူဒီခါနေနောက်သားမရရင်ငရဲကြမယ့်အကြောင်းအရာတွေကဘာချက်တွေရှိသေးတယ်ဆိုတာကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားရအောင်ကျွန်တော်တို့သူတကွာချီရအောင်အကျမ်းစာနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ Pope Francis ရဲ့နောက်ထပ်သွန်သင်ချက်ကတော့ LGBTQ လိင်တူလက်ထပ်ခြင်းကိုထောက်ခံတယ်လိင်တူလက်ထပ်တဲ့အစုံတွဲတွေကို ကောင်းချီးပေးရမယ်လို့ Pope Francis ကထုတ်ပြန်ထားပါတယ် ဖယားတခင်ကတော့လိန်တူလက်ထက်ချင်းကို လုံးဝလုံးဝခွင့်မပြုဘူးဖယားတခင်ကယောက်ျားနဲ့မိန်းမပဲလက်ထက်ခွင့်ပြုထားတဲ့အကြောင်းကပောက်ချန်းအခိုင်နှစ်အခန်းငယ်24မှာမိန့်တော်မူပါတယ်ဖယားတခင်ကလိန်တူဆက်ဆံချင်းကိုယုံရှာမုန်တီးတော်မူကြောင်းယောမအခိုင်1အခန်းငယ်26ကနေပြော့29မှာအခုလိုတတိပိတ်ထားပါတယ်ထို့သူပြုတ်ကြသောကြောင့် ဖယားတခင်သည်သူတို့ကိုရှက်ကြောက်ပွေသောကိလေသာလက်သို့အလိုက်တော်မူ၏အဘယ်သို့နည်းဟုမူကားမိမတို့သည်ပကတိထုံးစံကိုစွန့်၍ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံကိုလိုက်ကြ၏ထို့အတူယောက်ျားတို့သည်လည်းမိမနှင့်ဆက်ဆံခြင်းပကတိထုံးစံကိုစွန့်၍အချင်းချင်းကိလေသာစိတ်ပူလောင်သဖြင့်စက်ကြောက်ပွေသောအမှုကို ယောက်ျားချင်းပြုလျက်မိမိတို့အမှားယွင်းခြင်းနဲ့အလျောက်မိမိတို့အပြစ်ဒဏ်ကိုခံရကြ၏မိမချင်းလိန်ဆက်ဆန်သောသူတို့နဲ့ယောက်ျားချင်းလိန်ဆက်ဆန်သောသူတို့ဟာဖယားသခင်၏နိုင်ငံတော်ကို အမွေမခံရကြလို့ကောရင်သူဩဝါဒစာပရမဆောင် အခိုင်း6အခန်းငယ်9ကနေပြတော့10မှာကျွန်တော်တို့ကို ပြောပြထားပါတယ်ဖုတ်ဖရန်စစ်က ဖယားတခင်ယုံရှာမုံတီးတော်မူသောလိန်ဆက်ဆန်ခြင်းအမှုကိုပြုတဲ့လိန်တူလက်ထက်တဲ့ဇုံတွဲတွေကိုကောင်းချီးပေးရမယ်လို့ထုတ်ပြန်ထားပါတယ် ဆိုတော့ဒီနေရာမှာပါစတာရာမာကပိုယာမင်ကြီးဖရန်စစ်ရဲ့စကားကိုဒီနားမလဲခဲ့တာဖြစ်တယ်။ကျွန်တော်ကက်သရစ်အတင်းတော်မှာတခင်ယေရှုရဲ့ခစ်ကနေစပြီးတော့နော်။တမခင်ယေရှုရဲ့ခစ်တမန်တော်ကြီးတွေကနေစပြီးတော့ဆင်းသက်လာတဲ့ကက်သရစ်အတင်းတော်ဖြစ်တဲ့တော့ကြောင့်ဘယ်တော့မှမှကျွန်တော်လင်းထဘယ်တော့မှလင်းတူလက်ထချင်းကိုခေါမပြူဘူးကက်သရစ်အတင်းတော်ရဲ့ဒီတရားဝန်တုန်နေချက်စာအုပ်အားလုံးကိုထိပေါင်းထထောင်ကျော်ကိုကြည့်တဲ့အချိန်မှာလူယောက်ျားတအူးနဲ့လူမိန်းမတအူး လေမယားဆိုတာလက်ထချင်းဆိုတာယောက်ျားတူနဲ့မိန်းမတူပဲရတယ်ဆိုတဲ့ဟာဒါလက်ထရတယ်ဆိုတဲ့ဘုရားတခင်ရဲ့ကပ္ပဦးချန်းဂရန်နဲ့အာသာနေဘဂရန်ပေးတဲ့ကတိအတိုင်းဒစ္စာအတိုင်းအခုချိန်ဒီကျွန်တော်တို့ကြားရတာဖြစ်တယ်ဒါမဲ့အခုဆရာကိုယ်တိုင်ဖတ်တော်တဲ့အတိုင်းမှာဓမ္မချမ်းစာအแทမှာဒီစစ် စိတ်တွေပြောင်းပြီးတော့เนาะစိတ်တွေကမိုးမမှန်ပဲနဲ့ဒီမိမချင်းမိမချင်းကြိုက်တဲ့လူတွေယောက်ျားချင်းယောက်ျားချင်းကြိုက်တဲ့လူတွေရှိတယ်ခက်ဆက်ဆက်မှာရှိခဲ့တယ်တခင်ဆိုရဲ့ခက်ခါမှာလည်းရှိတယ်တမန်တော်ကြီးတွေရဲ့ခက်ခါမှာလည်းရှိတယ်ဒါတော့ဒီကဘာမှာအားလုံးမှာဖြစ်ပျက်တရားဒီဟာကကျွန်တော် gather ဒီဟာက gather ဒီဟာက gather အတင်းတော်မှာအဲ့ဒီမူမမဟာနဲ့လူတွေရှိတယ်လို့ ဒင်းခွေခရိယံတွေမှာလည်းမူမမှန်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဒါလူပေါင်လောကမှာဖြစ်ပျက်တဲ့အရာဖြစ်တဲ့တော့ကျွန်တော်တို့လူသားတွေရတော့ဒီဟာက challenge စင်ခုံမှုတစ်ခုဖြစ်လာတယ်မိတိအတင်းလို့မှမစောမိတိအဖွဲ့အစည်းမှမစောဒါပါလာတယ်ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ် ဒါမဲ့ကျွန်တော်တို့ကက်သရအတင်းတော့နားလဲတာကဒီဟာရရအပြစ်ဆိုတာကျွန်တော်တို့ကကောင်းကောင်းနားလဲတယ်။ဘိုယာမင်ဂျီဖရန်စစ်ကလည်းကက်သရအတင်းတို့ရဲ့ဒိုနင်ချက်ကိုလိုက်နာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကက်သရအတင်းတို့ထက်သူအာသူကကြီးမြတ်တဲ့လူမဟုတ်ဘူး။သူကခေါင်းဆောင်တဲ့ဦးဖြစ်တဲ့ကက်သရအတင်းတို့ရဲ့ဒိုနင်ချက်ကိုဘယ်သူကမှပြောင်းလို့မရဘူးဟုတ်ပြီနော်။ ဆိုတော့ပူရမင်းကြည့်တုံတင်တဲ့အရာတွေထဲမှာလင်းသူချစ်ကြိုက်တဲ့လူတွေကိုလက်ထခွာလဲလုံးဝမပေးဘူးပေးတယ်မပေးဘူးဒါပေမဲ့ဒီနေရာမှာကောင်းကြီးခံချင်းဒါကျွန်တော်တို့ဒင်းခွဲခရီးရနေရခိုးဝဲဆိုဆူတောင်းခံချင်းဆိုတဲ့ကိစ္စကျွန်တော်တို့ပြောရအောင်ဒါတို့ကတော့ဒါဆူတောင်းခံတယ်လို့ခေါ်တာပေါ့ကျွန်တော်တို့ဒင်းခွဲတွေမှာလည်းလင်းသူတယောက်နဲ့တယောက်ချစ်ကြိုက်တဲ့ဟာတွေလူတွေမတီးအောင်ဖြစ်ဖြစ်တီးအောင်ဖြစ်ဖြစ်ရှိမှာပဲရှိတယ်နော်မရှိဘူးမပြောနဲ့ရှိတယ်ဆိုတော့ဒီလူတွေကိုကျွန်တော်တို့ဘာစတာတွေကဆူတောင်းပေးလို့ရလားနော် တို့ကဘာစတာစီမလာပြီးမှဆူတောင်းခံနေဆိုပါဆိုဆူတောင်းလာခံနေချိန်မှာနင်တို့ကလင်သူချစ်ကြိုက်တဲ့လူတွေတော့ကြားသိရတယ်နင်တို့ကလင်သူချစ်ကြိုက်တဲ့လူတွေဆိုတော့အမင်းတို့ကဆူမတောင်းပေးနိုင်ဘူးနာတကယ်တည်းအခေါ်ဝင်စကောင်းကြည့်ပေးတယ်တော့ခေါ်တာပေါ့ဒီကွေရခိုးကကြတော့ဆူတောင်းပေးတယ်တော့ခေါ်တာပေါ့ဘာစတာရီတင်းကွေဘာစတာရီကသူတို့ဆူမတောင်းပေးပဲနဲ့နင်တို့မလာနဲ့ဖះเจ้าလည်းမလာတဲ့ဒါနင်တို့နဲ့မဆိုင်ဘူးနင်တို့ထော်တော်ဒီအိမ်မှာမလာနဲ့ဆူလည်းလာမတောင်းနဲ့ ဆိုလဲဘာသာဆရာနေဆူတောင်းတဲ့ချိန်မှာလဲနင်တို့မနေနဲ့နော်နင်တို့ဟဲဟဲဆလုံးလဲလာပြီးမှဆူတောင်းခံချင်းတဲ့မခန်မခန်ယူနဲ့စားရဖြစ်ပေါ့ပြောမလားဘာသာလေးအဲလိုပြောမဲ့ဘာသာတော့ကျွန်တော်လည်းမပြောတတ်ဘူးနော်ဆိုတော့ကျွန်တော်တို့အပြစ်သားတွေကိုကျွန်တော်တို့ကအပြစ်မလို့အောင်တခင်ဆုခဲ့တော့နော်ဆက်လက်ငါတို့တုံတင်ရဖို့တာပါရှိတယ် ဒါမဲ့ကျွန်တော်အဲ့လိုတွန်တင်ပေးတော့ဟိုလိုပြောင်းစစ်ပြောင်းတော့ချင်းမပြောင်းနေချင်းဖို့ဆိုကျွန်တော်လူကတတ်နိုင်တဲ့အရာမဟုတ်ဘူးပြောချင်တာကတင်းခွေပါစတာတွေမှာလည်းနော်သူလင်းတို့ချစ်ကြိုက်တဲ့လူတွေဖြစ်ဖြစ်မင်းကလေးတွေယောက်ျားတွေဖြစ်ဖြစ်ဆူတောင်းခံတဲ့ချင်းမဆူတောင်းပေးကြတာပဲအထူးထဲတဲ့ချင်းလည်းယူစားကြတာပဲဆဲဖို့တဖို့တို့ထဲတဲ့ယူစားတာပဲဟောအဲ့ဒီအရာတွေကဟာဒီပါစတာတွေကတော့လင်းတို့ချစ်ကြိုက်တဲ့လူတွေလင်းတို့ဆုံတွဲတွေကိုထောက်ခံအားပေးတဲ့ပါစတာပဲလို့ကျွန်တော်တို့ပြောလို့ရလားမရပါဘူးခင်ဗျာ เนาะเอ๊ะဒီလိုပဲကျွန်တော်ကက်တက်အတင်းတော့မှာပူရမင်းကြီးอ่ะကျွန်တော်လူတောင်လောကမှာလူတွေอ่ะအမူအမာနဲ့လူတွေရှိနေတယ်ဖြစ်တဲ့တော့ကြောင့်အကောင်ကြီးဆူတောင်းခန့်ချင်းဒင်းကိုရီအခုဝေဘုံနော်ဆူတောင်းခန့်ချင်းကဲတော့ကျွန်တော်ကဲတဲ့ရဟန်းတွေရှိမှာကိုရောအကောင်ကြီးပေးပါကျွန်တော်ကျမကိုအကောင်ကြီးပေးပါစားရဖြစ်နော်ကျွန်တော်တို့ကိုအကောင်ကြီးပေးပါကျမတို့ကိုအကောင်ကြီးပေးပါစားရဖြစ်ပြောလာတဲ့အချိန်မှာကျွန်တော်တို့ကတို့မောင်းထုတ်ရမှာလား အဲ့ဒါကိုပြောတာပိုရမင်းကြအမောင်းထုတ်ဖို့တဲ့နော်ကျွန်တော်တို့ကတို့ရဲ့သဘောကပြုတ်ပြင်းပြောင်းလဲလာအောင်ကျွန်တော်ဆူတောင်းပေးတယ်ကောင်းချီးပေးတယ်ဆိုတဲ့ဟာကတို့ဘဝပြောင်းလဲတော့အောင်နော်တို့အကောင်းကလမ်းမှန်ကိုမြင်လာအောင်နော်ကျွန်တော်တို့အာဥစလုံးလာဖြစ်ဖြစ်ကျွန်တော်တို့ကဆူတောင်းပေးဖို့ကောင်းချီးပေးဖို့နော်ဒါလေးကိုဘာဖြစ်ဖြစ်တို့လည်းလူသားဖြစ်တယ်ပေါ့ဖခင်ရဲ့လူဖြစ်တော့အပြစ်ပေါင်းမှာဂျုံဂျုံ ကျွန်းခံနေရတော့ညာလည်းပဲဘုရားရဲ့လူဖြစ်တုံးဆိုတော့ကောင်းကြီးလေးတို့ပေးလို့ရပါတယ်နော်ဆုံးရရာကိုသူပူရမင်းကြီးကပြောတာဖြစ်တယ်အဲပြတော့တောင်ချင်းစီဖြစ်ဖြစ်လာခဲ့တယ်ဖြစ်ဖြစ်အဆူတောင်းခံနေအကိုတို့ကျွန်တော်ကောင်းကြီးပေးပါကျွန်တော်ကမတောင်းပေးလို့မရဘူးလေရဟန်းအလုကဆူတောင်းပေးရမှာပဲကောင်းကြီးပေးရမှာပဲ ဟေဒီအရာကငါတို့ဟာတို့ရဲ့စုံတွဲလင်းတူစုံတွဲလက်ထချင်းကိုထောက်ခံတယ်ဆိုပြီးမှကျွန်တော်တို့အာဝေဖန်လို့မရဘူးပူရမင်းကြီးကိုလည်းဝေဖန်လို့မရဘူးအဲအကြောင်းပါစတာရာမအနေနဲ့ဒီနေရာမှာကျန်းစာရဲ့ဆိုလိုရင်းတွေကိုအာတင်းကနားမလဲဘူးပြီးတော့တစ်ဖက်မှာအာတင်းကိုပါစတာရရဲ့ဒီအကိစ်တွေမှာဘယ်လိုရင်ဆိုင်တယ်လဲကျွန်တော်တို့ကက်တရဟန်နေမှာလည်းဒီကိစ်တွေမှာဘယ်လိုရင်ဆိုင်တယ်လဲဒီဝိညာဉ်ရေးရာနဲ့တို့ကိုဆူတောင်းပေးတယ်ခေါင်းချပေးတယ်ဆိုတဲ့အရာက သူတို့ကငါတို့ကသွားပြီးမှထောက်ခံကြလားမင်းတို့လက်ထပ်တာလင်ထူလက်လက်ထပ်ကြတာကောင်းနေဆက်လုပ်ကြပြောတာမဟုတ်ဘူးဆိုရလေရောပြန်ပြီးမှနားလဲစေချင်တယ်ပူရမင်းကြီးကလင်ထူလက်ထပ်ချင်းကိုလုံးဝဘယ်တော့မှခွန်မပြူဘူးအေးအဲ့လိုခွန်ပြူတဲ့စာရောစာပေရှင်ကျွန်တော်တက်တည်ပြပါပေါ့နော်ဒါလေးရောတဲ့ပါစတော်ရာမောလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ပြောချင်တာကအဖေရရှင်းပါနော်ဆိုတော့ဒါဘယ်နည်းနဲ့မှ လုံလို့ရတဲ့အရာမဟုတ်ဘူးเนาะဆိုတော့ဘုရားသခင်ကယုံစာမုန်းတီးတဲ့အရာ ဖြစ်တဲ့အဖြစ်အဖြစ်ထဲမှာဘုရားသခင်ယုံစာတဲ့အရာဖြစ်တဲ့ဒီမှာပါစတာတော်မှာဖတ်တော်တယ်เนาะကျမ်းစာမှာဒီလိုမျိုးလေသူချင်းချစ်ကြိုက်တဲ့လူတွေကောင်းကင်နိုင်ငံတော်ကိုအမွေမခံရဆိုပြီးတော့ပြောတယ်ကျွန်တော်တို့နားလေတယ်ဒါပေါ့ဘုရားသခင်ကအာဒါဘုရားသခင်ကတို့တစ္ဆီရမှာဖြစ်တဲ့ဒါအဲ့အကြောင်းပဲကျွန်တော်တင်းကိုခရိယာမရเนาะကျွန်တော်တို့ခရိယာမရယုံကြည်သူဖြစ်ရင် ်ရခရစ်တော်မိမိကယ်တင်ရှင်ပိုင်ရှင်သာဖြစ်နေယုံကြည်ပြီဆိုရင်ငါတို့အားလုံးကောင်းကင်ရောက်တယ်ဆိုတော့ဒီ ori တွေကမှားနေတယ်ဆိုတော့အဲ့တော့ဒီတချို့တော့ပုဂ္ဂိုလ်တွေဟာဆိုရင်ဘုရားရဲ့စီရင်ခြင်းကိုခံကြရမယ်ခရိယန်တွေရှိနေတယ်ဒီအပြစ်ထဲမှာကနော်ဒီလင်းလို့ချစ်ချင်ခြင်းအပြစ်ထဲမှာကတခြားအပြစ်တွေလည်းဘုရားတခင်စီရင်ရမယ်အပိုင်းတွေအများကြီးရှိသေးတယ်ဆိုတော့ကိုလည်းကြည်ချင်တာဖြစ်ယုံကြည်ခြင်းတစ်ခုရှိုံနဲ့ဘာပဲလို့လို့ငါတို့ကောင်းကင်ရောက်တယ်ဆိုတော့လွင်မှားတဲ့လူတွေကိုအလိညာတဲ့တုန်တင်ချအယူလို့ကို ဒီအယူလွဲချက်ကလည်းမားနေကြောင်းကျွန်တော်တို့ကငြင်းလာတာဖြစ်တယ်เนาะဆိုတော့ဒါပူရမင်းကြီး Francis ကဘယ်တုံးကမှလင်တုံလက်ထခွတ်ကိုတဘိုးသူကြီးချက်လက်မပြေဘူးတရားဝင်လက်ထခွတ်လည်းမပေးဘူးအခုချိန်ဒီကတည်းကတင်းတော်မှာပေးတယ်လို့ဒါပေမဲ့ဆူတောင်းခံလာတဲ့အပိုင်းမှာကျွန်တော်ဆူတောင်းပေးခြင်း blessing ပေးခြင်းအရာကိုတော့ဒါကျွန်တော်တို့လည်းလူသားဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယဟန်နရာနေလူပေးနိုင်ပါတယ်ဆိုပြီးတော့ပြောခြင်းတာဖြစ်ကြောင်းအမဟာကံပြန်ပြီးတော့ရှင်းပြခြင်းဖြစ်တယ်